ဘယ်အချိန်မှမဆိုမကွဲပဲနဲ့ရင်ညွတ်နေဖို့တော့လိုလိမ့်မယ်ဘလို့အချိန်တွေမျိုးမဆိုရင်ဆိုင်နိုင်အောင်ဒီလိုစဉ်အားစုတွေကတော့တတိကြီးစွာနဲ့ရင်ညွတ်နေဖို့လိုမယ်လို့ဆရာတော်အဲ့လိုထင်တယ်။ရင်ညွတ်တည်နေလို့လည်းထင်တယ်။အခက်အခဲတွေအများကြီးရင်ဆိုင်ရမယ်။ခုနကကအဟောင်းတွေဝန်သားအဟောင်းတွေသူတို့ထားပေးခဲ့တဲ့လူတွေနောက်စစ်တာ20ရန်ခိုင်နှုန်းနောက်ထပ်မျောမှန်းမရတဲ့အချက်လက်တွေနဲ့တက်လာမဲ့ဒီမိုစီအစိုးရကိုမတင်ကျင်းအောင် လှုပ်လာနိုင်တယ်ဆိုတာကိုဆရာတော့အဲ့ဒီလိုစိုးရင်တယ်ပေါ့အဲ့စိုးရင်တာကနေပြီးတော့နောက်ထပ်စစ်တပ်ကဒီတက်ပို့ပြီးရှေ့တိုးလာမှာဟုတ်မြင်းစိုးရင်တဲ့အတွက်ကြောင့်မလို့ဒီလိုတွေမဖြစ်အောင်ဒါတွေကြိုးမြင်ထားပြီးတော့ဒီမိုကရေစီအင်အားစုတွေကဘလို့ပဲဖြစ်ဖြစ်စိတ်ဝမ်းမကွဲကြပါနဲ့ညင်ညွတ်ကြဖို့လိုမယ်ဆိုတာကိုဆရာဒါကိုသတိပေးခြင်းပါဟုတ်ကဲ့ဆရာ